ဘဝကိုအရှုံးမပေးနဲ့အရန်ကောင်းလို့လူငယ်တွေခဏလောက်နားထောင်ကြည့်စေချင်ပါတယ်။လောကကြီးမှာရည်ရွယ်ချက်အတွက်ပန်းတိုင်းကိုရောက်အောင် ရှောင်နေတဲ့သူတွေအသင်္ဘန်နဲ့လေးတန်တိုင်းလွင်နေအောင်တည်ရွှဲချမှာမဟုတ်တာ။အမုန်းခတ်ရတိုင်းတော့ဝမ်းနေရရင်ကိုယ်မျက်ရည်နဲ့ကိုယ်ရောကမ်းမမြင်လက်မမြင်လွင်မျောနေလောက်ပြီ။ခြောက်တိုင်းကြောက်နေရရင်လည်းဒီကဘာမှာနေစရာနေရာတော့ရှိမှာမဟုတ်တော့သလိုခြောက်တိုင်းပြရရင်လည်းကဘာပြင်မတောင်ရှောင်နေလောက်ရောပေါ့။ပုံသေးနေမရှိတဲ့ဘဝကတမိုင်းဆောင်မျက်နှာပေါ်မှာ အမားပေါင်းတောင်းချောင်းအဖျက်ရရဘလဘွားနဲ့ဘယ်သူမှတရားနဲ့တော့မကင်းဘူးဒီလိုပဲမှားသွားလိုက်ပြန်ပြန်လိုက်လဲချလိုက်ပြန်ချလိုက်နေပဲပန်းနိုင်ုံလှမ်းကင်ကြတာပဲလေအမေကလမ်းလျှောက်တောင်းအသိမေးခဲ့တယ်လောကရနေတောင်းအသိမေးလိုက်မယ်ဘယ်လိုနေမလဲဆိုတော့စဉ်းစားငငယ်ကအကြင်ကြင်လဲချခဲ့တာတော့ပြန်ချပြီးဒီနေ့ထိရောက်အောင်ရှောင်းနိုင်ခဲ့သေးရင်အမားတွေကိုပြင်လိုအပ်ချက်ကိုဖြည့်နောက်နေ့တွေအတွက်ဆက်သာရှောက်လမ်းမပြောင်းစေနဲ့ပန်းနိုင်ရရှောက်ကိုရှောက်တယ် မင်းကံကောင်းနေဖို့မလိုမင်းကောင်းနေဖို့ပဲလိုတာပါကံကောင်းနေခြင်းကမင်းကိုမကောင်းစေပါဘူးဒါပေမဲ့မင်းကောင်းနေခြင်းကမင်းကံကိုပါကောင်းစေပါတယ်ဘာလို့လဲဆိုတော့ကံဘလောက်ကောင်းကောင်းမင်းမှာစူးစမ်းခြင်းစိတ်အလလုံးချက်နေစိတ်မရှိရင်ကံဆိုတဲ့ຢာကြီးကမင်းဘဝရဲ့စောင်းဝင်းနေကိုတောင်းဝင်ယူမှာမဟုတ်လေအေးဒါပေမဲ့ကံဘလောက်ပဲစိုးနေပါစေမင်းမှာစူးစမ်းခြင်းစိတ်အလလုံးချက်နေစိတ်ရှိနေတဲ့တော့မင်းဘဝရဲ့စောင်းဝင်းနေကို မင်းရဲ့ကြိုးစားမှုတွေမင်းရဲ့လှုပ်အားတွေကတာဝန်ယူသွားလိမ့်မယ်ဗုဒ္ဓဘာသာတရားအနေနဲ့ကံမယုံမနဲ့လို့တော့မပြောလို့ပါဘူးဒါပေမဲ့လူငယ်တရားအနေနဲ့ပြောချင်တာတကူကကံဆိုတာမမြင်ရတဲ့အထက်မင်းဆိုတဲ့မြင်နေရတဲ့မင်းကိုမင်းပို့ပြီးတော့ယုံကြည်ပါလို့ပြောချင်ပါတယ်ကံကောင်းခြင်းကံဆိုးခြင်းဆိုတာမင်းပေါ်မှာပဲမူတည်တယ်ရိုးရိုးလေးပါပဲမင်းကောင်းနေရင်မင်းကံကောင်းလိမ့်မယ်မင်းဆိုးနေရင်တော့မင်းကံဆိုးလိမ့်မယ်ကျွန်တော်ဘာပဲလုပ်လို့အမြဲကံဆိုးနေရလို့ညှဉ်းညွမနေပါနဲ့ မင်းပြောတဲ့ကန်ဆိုးလို့ဆိုတဲ့အလုပ်တွေကိုဘယ်နှကြိမ်စူးစမ်းပြီးလုပ်ဘူးလဲတကြိမ်လုပ်ပြီးကန်ဆိုးရလို့ထိုင်အောင်မနေပါနဲ့အဲ့ဒါကန်ဆိုးတာမဟုတ်တော့မင်းပြင်းတာမင်းညံ့တာဖြစ်သွားပြီဘာပဲလို့လို့ကောင်းပဲအပြစ်ပုံချမနေပါနဲ့မင်းကိုမင်းလည်းအပြစ်တင်ကြည့်ပါဦးအဲ့ဒါတွေဖြစ်နေတာကန်ကြောင်မဟုတ်ဘူးအဲ့ဒါတွေဖြစ်နေတာမင်းကြောင်ဆိုတာမမေ့ပါနဲ့လူငယ်တွေမြင်မြတ်မှတ်ထားပါမင်းတို့အရန်ရုံကြည်နေပါရဲဆိုရဲကံကောင်းမှုရဘယ်တော့မှမင်းတို့စီကိုအပြုံးလေးနဲ့လာမှာမဟုတ်ဘူး မနှက်ပြတ်နိုင်မှာကံကောင်းခြင်းတွေရှိတယ်။ဒါဆိုရင်အရိကံကောင်းခြင်းတွေကိုကျွန်တော်တို့ဘာလို့မရလဲ။မင်းတို့ဘာလို့မရလဲသိလား။မင်းတို့ရဲ့မနှက်ပြတ်အတွက်မင်းတို့ဒီနေ့အသုံးမချလို့မရတာကွ။အနာဂတ်မနှက်ပြတ်နိုင်ရဲ့ကံကောင်းခြင်းတွေလိုခြင်းရင်ပြစ္ဆုတ်ပံနေ့ရက်တိုင်းကိုအကောင်းဆုံးစူးစမ်းဖို့လိုတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့။မင်းတို့ခြင်းတဲ့ကံကောင်းခြင်းကိုမရလွယ်ပြီးဘယ်သူမှမယူပေးနိုင်ဘူးနော်။လူငယ်တွေပြန်လည်မျှဝေပေး။မင်းတို့ကြိုးစားမှုရဲ့နောက်ွယ်မှာမင်းတို့ရဲ့ကံကောင်းခြင်းတွေရှိနေလို့ပဲကံကောင်းခြင်းရင် ပြင်းရင်နဲ့တတချင်းဝေးဝေးရရှောင်းပါလူငယ်တွေတိုးတက်စေဖို့ရည်ရွယ်လိုက်ပါတယ်